ကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်။အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေဂျာသာရီတာလူများအောင်အတွက်9ရက်17လ2025ကနေ15ရက်17လ2025အတွင်းမှာကြုံလို့ရမယ့်တပတ်စာကံကြမ္မာဟောင်းဝင်းကိုကန္နာတစ်ခုနေတာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်မိတ်ဆွေဂျာသာရီတာလူတွေဒီတပတ်ကလာကဘလူကန်ရီလေးတွေကြုံလို့ရတယ်လဲဆိုတော့ကောင်းနာလေးတွေကောဆူတော်လေးတွေကောတော့ရောနေတယ်။သို့တော့ကောင်းနာလေးကပုံများတဲ့ကိစ္စမှာပါတယ်။အလုံးနဲ့ပတ်သက်ပြီးစပြောကြပါဆိုပြောနော်။ ကြာသားပရိသတ်သမီးမိတ်ဆွေတွေဒီကရမှာဝန်ထမ်းနေတာဖြစ်ခဲ့မယ်ဆိုရင်အလောက်ကန်ဖြစ်စေနေရာထိုင်ခင်းဖြစ်စေပြောင်းဖို့အတွက်အချိန်တွေဖန်အောင်ဖန်တီးလာလိမ့်မယ်တရားနဲ့တရားတော့မတူကြဘူးပေါ့တချို့ကတော့ကောင်းသောပြောင်းခြင်းနဲ့ပြောင်းရတယ်တချို့ကတော့မကောင်းသောပြောင်းခြင်းနဲ့ပြောင်းရတယ်အဲ့လိုမျိုးတော့လာတဲ့ကိန်းထဲမှာသွားပါတယ်ဆိုတော့ဝန်ထမ်းနေတာဖြစ်ခဲ့မယ်ဆိုရင်ဒီကရမှာကိုယ့်ထက်ကြီးကတဲ့အထက်လူကြီးတွေကကိုယ့်ကိုဖိအားပေးတာမျိုးတွေမဖြစ်နိုင်တဲ့အရာကြီးတွေတောင်းဆိုတာတွေဖိအားပေးတာမျိုးတွေအမြင်မကြည်တာမျိုးတွေဖြစ်တဲ့ကိန်းထဲမှာပါနေတယ်ဒါအပြင် လောက်ပေါ်ကင်မဲ့အချင်းကလည်းမနာလို့တိုက်ခိုက်မှုတွေကြုံရတဲ့ဂိမ်းပေါ်တော့အထက်အောက်ဂျာတဲ့သွားညှက်မယ်ဆိုတဲ့အနေထားကြီးသွားဖြစ်နေတော့တော်တော်လေးတော့သတိထားမှရမယ်အနေထားရှိတယ်ကိုကမှန်လို့ရှင်းပြရင်တော့မှအခုဘက်မှာဘာမှမရှိတော့ဘဲနဲ့အများနဲ့တယောက်ဖြစ်တဲ့ဂိမ်းပါတယ်ပါတော့တချို့တွေဆိုရင်မကောင်းတဲ့နေရာလေးတွေပေါ့နော်အပုတ်ခံတယ်တယ်လို့ခေါ်တယ်တချို့ကကြတော့အဲ့လိုမဟုတ်ဘူးလက်ရှိလောက်တွေမလုပ်ချင်တော့တဲ့အတွက်လက်ရှိလောက်ကနေထွက်ဖို့ကြိုးစားပြီးတော့အနောက်အလုပ်တစ်ခုကိုပြောင်းဖို့ရှေ့ဖို့ကြိုးစားပြီးပြောင်းတာမျိုးတွေလောင်းဖြစ်တဲ့တယ်ပြောင်းရင်ကောင်းမှာမလားဆိုတော့တချို့ကတော့ကောင်းဘူးတချို့ကတော့မကောင်းဘူးပေါ့လေ တော်တယောက်ရှင်းစားတာဒီပုံမူဒီမှာပေါ့နော်အဲ့တော့ပြောချင်သမားဆိုတော့ပြောင်းပေါ့ဒါပေမဲ့တခုရှိတာကအလုပ်တခုပြောင်းလိုက်လို့အဲ့ဒီကံကပြောင်းသွားတာမျိုးမဟုတ်ဘဲနဲ့အတူတူပဲဖြစ်အောင်ပါပေါ့နော်နောက်လို့မှလည်းအဲ့လိုခက်ခဲမှုတွေကြောင်းတက်တက်ကင်းရှိတော့အဲဖြစ်နိုင်တော့တိခံပြီးတော့ဆက်လုပ်ပေးမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းနဲ့နော်ဒါဝန်ထမ်းတွေဒါဖြစ်ခဲ့မယ်ဆိုရင်ပေါ့အဲ့တော့ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေကတော့ဒီကနေ့မှပို့ကောင်းပါတယ် တချို့ကတော့လက်ရှိလုပ်နေတဲ့အရက်ကိုလုပ်ကိုရက်တံပြီးတော့နောက်အလုပ်တစ်ခုလုပ်တာဖြစ်စေတချို့ကလက်ရှိလုပ်ကိုထပ်ပြီးတိုးချက်တာတို့စိုင်သစ်ဖွင့်တာတို့အဲဒါမျိုးတွေအစားဖြစ်ရတဲ့ကိန်းတွေပါတဲ့တို့ကလုပ်မစင်တော့လုပ်ပါနော်အနာဂတ်တို့ကတော်တော်လေးအကောင်းတဲ့အုပ်မျိုးတစ်ခုဖြစ်သွားလိမ့်မယ်အတွက်အလုပ်ဖြစ်အောင်လုပ်မယ်အထူးသဖြင့်ဒီကာလမှာရွှေလုပ်ငန်းတွေပါတယ်ယင်းနှမတော်မီလုပ်မယ်ဆိုရင်တော်တော်လေးအကောင်းတဲ့အကျိုးမြတ်များစွာရရှိမယ်ဆိုတဲ့ကိန်းတွေမှာပါတယ်ခီးသွားလုပ်ငန်းတွေလည်းလုပ်မယ်ဆိုရင်တော်တော်လေးအကောင်းတယ်နော်တော်တော်လေးအဆင်ပြေတာပေါ့ခီးသွားလုပ်ငန်းဟိုတယ်တက်ခွန်ငန်းအဲ့လိုငန်းတွေဒီ ဒီကာလမှာယင်းနည်းမျိုးနာမျိုးလောက်လို့အကောင်းဆုံးသောကာလတွေမှာသွားပါတဲ့အတွက်လုတ်ပြအောင် လုတ်စေခြင်း ਨੇ အဲ့ဒီလုပ်ငန်းလုပ်နေတဲ့သူတွေတဲ့ဒီကာလမှာအကျိုးစီးပွားများစွာရရှိပိုင်ဆိုင်နိုင်မှာဒါအပြင် အလုပ်တွေပါတွေတွဲလုပ်တဲ့အခါမှာဖြစ်နိုင်လို့ရှိရင်တော့တောက်ကြသားသမီးတွေနဲ့ပူတွဲတိုင်မြင်ပြီးလုပ်မယ်ဆိုရင်တော့ပိုကောင်းတယ်နာမည်မှာတဟပါတဲ့သူတွေဒီကာလမှာကောင်းကျိုးပေးတယ်သူတို့နဲ့ပူတွဲတိုင်မြင်ပြီးလုပ်အရန်ရင်းနေတဲ့သူတွေအချင်းချင်းမိတ်ပြတ်ဆွေပြတ်ဖြစ်တဲ့အထူးသဖြင့်အဝေးရသူမဟုတ်ဘူးဗျအလုပ်နဲ့ဆိုတော့ကျွန်တော်ခုနကပြောသလိုအလုပ်မှာအထက်လူကြီးအောက်လောက်နေတာလောက်ဖို့ခိုင်းပေါ့ပေါ့နော် အဲမိသားစုတစ်ခုလို့ခေါင်းစဉ်တက်ပြီဆိုလဲကိုယ့်ရဲ့မိဘတွေကိုယ့်အထင်လွဲပြီးမုန်းတယ်ဗျာအကြောင်းကြောင့်အဲမိစေမိဆွေအရင်ချတဲ့ချင်းချင်းလဲမိပြက်ဆွေပြက်ဖြစ်ပြီးအထင်လွဲတရားလေးတွေဂျုံအောင်တက်တယ်ကိုကတော့ဘာမှမဟုတ်ဘူးပေါ့နော်ကိုကဟိုပဲနေကိုကကိုယ်ဝဲထုတ်တာပဲဒါပေမဲ့သူတို့မျက်စိထဲမှာကိုယ့်ကိုအဲမကျေနပ်တာလေးတွေသူတို့သဘောမကျတာလေးတွေတစ်ခုခုရှိတာသူမဟုတ်ကိုယ့်ရဲ့တစ်ခုခုလေးပြောမိဆိုမိတာလေးတွေရှိတဲ့အခါမှာဒေတာမှတ်ထားပြီးတော့ပောက်ရရတွေတွေးပြီးတော့ကိုယ့်ကိုအကြောင်းမဲ့အဲမျက်ပုံကျိုးနေတာမျိုးလေးတွေဖြစ်တဲ့ game ပါတယ်နော်အဲ့တော့အားတွေကိုလိုက်ပြီးထိတဲ့ရင်ဆိုင်တာလေးဖြည့်ရှင်းတာလေးလုပ်လို့ရှိရင်ရံများတယ်မသိလိုက်ဖာသာပဲနေပြီးတော့ လုတ်စရာရှိတာပဲဆက်လုပ်ပါတခြားဘောင်းအောင်မြင်ပါလိမ့်မယ်နော်နောက်ကျန်သားလူတွေတာသမီတွေတခုမှာကျင်တယ်ဒီကလာမှာငွေချေးကံပေါ့ငွေချေးကံကလက်ပိတ်တဲ့ကိန်းတော့လုံးဝမပါဘူးစီပွားလက်လာပါဒီတစ်ပတ်ကလာမှာအမရန်တိုးတက်လာလိမ့်မယ်အရင်တော့လက်ပိတ်ရင်ပိတ်မယ်ဒီကလာမှာပြန်ပြီးစီပွားလက်လာပါပြန်ပွင့်လာလိမ့်မယ်ဆိုတော့ဒါပေမဲ့ရတဲ့ပတ်စံလေးတွေမြင်မလာမိတော့လေအကြောင်းအကြောင်းပြန်ထွက်သွားမယ်ဆိုတဲ့အနေအထားလေးတွေရှိတော့အဝင်အထွက်လေးတွေတော့ကျန်တဲ့သဘောပါရှိတယ်တော်တော်လေးတော့ဂရုစိုက်ပြီးတော့ထိန်းသိမ်းမှရလိမ့်မယ်အဲ့တော့ပတ်စံလေးပါရမယ်ဆိုရင်အဖိုးတန်တာလေးတွေလောက်ထားပါ တော့တချို့ကကားဝယ်မယ်ဆိုရင်ဝယ်လို့ရတယ်။ရှူရီပါလေးလုပ်မယ်ဆိုရင်လုပ်လို့အကောင်းဆုံးသောကားလမ်းထဲမှာပါတယ်။ဒါမှလည်းအဖတ်တင်နိုင်မယ်။အဲ့လိုမှမဟုတ်ဘူးဆိုရင်ကုန်တာကုန်တယ်ပြန်လိုက်ရင်ဓာတ်ကိုဆီပြီးတော့ဘာမှအဖတ်မတင်ဘူး။ဒါမျိုးလေးတွေဖြစ်တတ်တယ်။ပြီးတော့ဘလောက်ပဲယဉ်လိမ့်တဲ့သူဖြစ်ဖြစ်မိတ်ဆွေရင်းရှာတွေပဲဖြစ်စေမိသားစုပဲဖြစ်စေတက်နိုင်တော့အလေကားပေးရင်ပေးလိုက်။ပတ်စံချီတာငါတာလုံးဝမလုပ်ပါဘူး။အာမခံကိစ္စတွေလုံးဝလိုက်လို့မရပါဘူး။စိုက်ရွာတာမျိုးလေးတွေဖြစ်ပြီးပြန်တောင်းမှခက်တဲ့အနေအထားရှိပြီးတောင်းတဲ့အခါမှာလည်းမိတ်ပြတ်ဆွေပြတ်တွေဖြစ်တယ်လို့မမေ့နဲ့နော်။ အကိန်းများမိဘတွေရှိတဲ့သူတွေဆိုကရင်မိဘဖြစ်စီအဖိုးအွားတွေဖြစ်စီပေါ့နော်ကိုမိသားစုတွေကကိုထက်ကြီးခဲ့တဲ့တက်ကြီးရောအဲလိုမျိုးဆိုရင်ကျမကြီးအညာအခိုက်တွေရှိပြီးစေုံစေကံသွားရတာမျိုးတွေဖြစ်တဲ့ကိန်းရှိတယ်ပြီးတော့အလုံးလုံးနေကြတဲ့သွားလာလှုပ်ရှားနေကြတဲ့သူတွေကမှာစားစားရတဲ့ပတ်သက်တဲ့ကိစ္စတွေတစ်ချက်သတိထားမယ်အရေးကြီးတဲ့ passport တွေမပုံနေလို့ပျောက်သွားရှာတာမျိုးတွေဖြစ်တယ်တချို့ကကျတော့ဟိုပြေပါထွက်မယ်အလုံးလုံးမယ်ဆိုတဲ့အခါမှာ passport တွေခုနကလိုပေါ့နော်စားစားရတဲ့ထိုင်ဆောင်နေရတာတွေတချို့ကမပြည့်စုံတာတွေဒါမျိုးတွေဖြစ်တဲ့ကိန်းပါတော့သတိထား အရေးကြီးတဲ့စာအစာနဲ့ကိုတေချာလေးတင်ချင်မယ်စာချုပ်ဒီပိုင်းမှာလက်မှတ်ထိုးမယ်ဆိုရင်တေချာဖတ်ရှုပြီးတေချာကြမှာထိုးပါအလိန်ခန်းတာလေးတွေသွားဖြစ်တဲ့ကိန်းရှိတယ်နော်ဒီကလာမှာတံမိုးကြီးတဲ့သူကရတနာပစ္စည်းတွေဝင်တဲ့ကိန်းရှိတယ်အဝင်တော်တော်လေးအဝင်တော်တဲ့ကိန်းရှိတော့စီးပွားတော့ဘာမှတိတ်ဆိတ်ဘူးပြန်မလို့အဲ့မိပြတ်စီပဲဖြစ်ပြီးရံမှန်းတဲ့ကိန်းကတော့တော်တော်လေးအများပါတယ်အဲကျမ်းပိုင်းနဲ့ပတ်သက်လို့ရှိရင်ခေါင်းနဲ့ပတ်သက်တဲ့ယောဂဖြစ်ကိုဖြစ်မယ်ဗျမျက်ကြိုးတွေကိုက်ပြီးတော့မျက်စိတွေသွားပြီးတော့မုံငါတွေမျက်ရိုးတွေကိုက်တာတွေအဲ့ရှင်တွေတို့ဖြစ်ပြီးထိုင်းမိုင်းနေတာတွေ ်ကောင်းမှုကောင်းကိုက်ဖြစ်တာမျိုးတွေဖြစ်တတ်တယ်ဒါအပြင်ညပရိလက်တော်တော်အိတ်မပြောတာလေးတွေကအစားပါလေအတွေ့အအောင်တွေများပြီးတော့အအောင်ကြောင့်လည်းပတ်သက်တဲ့ရောဂါတွေဖြစ်တတ်တော့တော်တော်တော်လေးဂရုစိုက်မှတော်ခါကြလိမ့်မယ်နော်တချို့တွေမှာဆိုရင်ငါညာလူပန်းတွေများဆုံးပြောကနေလည်းလှုပ်ထားသလားဆိုတော့အတွေ့လေးတွေတော့ဝင်တဲ့အကာအလယ်မှာသွားပါတယ်နော်ဘယ်သူမှမလုပ်ပါဘူးဒီကိန်းကြောင့်တော့ဒီဇိုင်းဖြစ်တာပါကြီးပဲနော်အဲ့တော့အစားအစာတွေပါတယ်စားတဲ့ခါမှာတော့ဥလေးတွေတော့မစားဘဲနဲ့နေပိုကောင်းပါလိမ့်မယ်နော်ကြမ်းမညာလို့စီအောင်စီကံပြမယ်ဆိုရင်လည်းတောက်ကြတာသမီးဆရာဝင်စီအောင်စီကံဒီမှာတောက်ကြနေနဲ့စားတဲ့စီအောင်စီကံဒီမှာ ြခဲ့မယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့လေနော်ဖြစ်တိုင်းတော့မြောက်ရွက်ကစီးအောင်စီးကနေမှာတွားပြပြီးပို့ပြီးတော့တက်ထားပါတယ်ကနော်ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ကျန်တာပရိသတ်သမီးတွေဒီကနေ့မှာပညာရေးကံအားနေတယ်ဗျဆောင်းဝဲလေးပါပြင်အများအပြားဒီကနေ့မှာဆောင်းဝဲကြတာမျိုးတွေဖြစ်တဲ့အတွက်ဝရိယအားလေးနဆတုံးတော့တော်တော်လေးကြိုးစားမှတောင်းတာကြားနေမယ်ပညာရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံကိုတွားမယ်အကြောင်းရှောက်မယ်ဆိုတဲ့သူတွေဒီကနေ့မှာအဆင်မပြေတာလေးတွေပယ်ချခြင်းခံရတာလေးတွေဖြစ်တဲ့ကိန်းရှိတယ်နော်ပတ်စပို့ဗီဇာလုပ်တဲ့သူတွေနောက်နေကြံ့ကြံ့လာမျိုးတွေဖြစ်တဲ့အဲ့ဒါမမေ့နဲ့နော် အရေးကြီးတာတွေကူထက်ပြောတရားရှိတယ်။မိမိရဲ့ပိုင်ဆိုင်တဲ့မြေတွေပါတွေအိမ်တွေပါတွေအဖြတ်စည်းခံရတာတွေဖြစ်တတ်တယ်။အတို့တပိအစားစားတာနဲ့မပြည့်စုံဘူးလို့ဘာလို့ညာလို့ပေါ့နော်။အစားတရားပြည့်ကျူးကျော်လို့စားတရားပြည့်ဒါမျိုးတွေဆိုပြီးတော့အသိခံတာအဖြတ်ခံတဲ့ထဲမှာကိုယ်ပိုင်ဆိုင်တဲ့အိမ်တွေမြေတွေပါဝတ်တဲ့ကိန်းတွေရှိတော့တခြားတော့သတိထားပြီးစေချင်တယ်နော်။အခြေအနေနဲ့ပတ်သက်လို့ရှိရင်တော့ချစ်သူမရှိတဲ့သူတွေဒီကလာမှာချစ်သူရှိလိမ့်မယ်။ချစ်သူရလာလိမ့်မယ်။ကိုယ်ကိုကြိုက်တဲ့သူတွေခင်တဲ့သူတွေဒီလာပြီးကန်လာပြီးတော့ပြောဆိုတာမျိုးတွေဒီကြုံကြုံလာလိမ့်မယ်။ချစ်သူရှိတဲ့သူတွေဆိုရင်ဒီကလာမှာရုပ်ရည်မင်မြုံနေမယ်နဲ့အိမ်တော်တွေပါရုပ်ရည်ထားကြတတ်တယ်။ အိမ်တော်ရှိတဲ့သူတွေဆိုလည်းတာသမီတွေပါလောင်ရတဲ့ကိန်းရှိတဲ့အတွက်အခြေအိမ်တော်ကြီးကတော့စိတ်ပူစရာမလိုဘူးလို့ပြောရမယ်။သို့တော့တချို့ဟာလေးတွေမှာအညံ့ရှိတဲ့သူတွေတွေမှာအခြေအားအဆင်ပြေလားမင်းမပြေဘူး၊ကွယ်လားမင်းမကွယ်ဘဲနဲ့ရှစ်တဝါခါနောက်ဆုံးအခါကြီးနဲ့ဒီရတကြီးဒိုလိုလောင်ဖြစ်တယ်ဆိုတဲ့အနေထားကြီးကလည်းဂျုံဝတဲ့ကိန်းရှိတော့ဂယူဆိုင်ပေါ့။အထူးသဖြင့်ချစ်သူအိမ်တော်ဘက်ကစနေတာသမီတနင်္လာတာသမီဆိုတော့မကောင်းဘူးပေါ့လေ။ဟိုအညံ့ခိုက်လေးတွေဂျုံဝတဲ့ဂယူဆိုင်ပေးပါ။အနော်မလာ9ရက်10ရက်17ရက်15ရက်တွေကအမှန်တန်ကောင်းတယ် အလောက်ကအကြံဉာဏ်တွေများအောင်မြင်တယ်စာလုံးသမားအဆင်ပြေတယ်ပေါ့နော်လူမျိုးကြောင့်လူမျိုးကွက်တွေရဲ့ကုညီမသားဆက်တော်မှုတွေရရှိပိုင်ဆိုင်မယ်ရက်ဝေခီးနိုင်ငံခီးပြည်တွင်းပြည်ပခီးဘာသာရေးနဲ့ပတ်သက်တာတို့ဖျားဖူးသွားတာတို့ဒါရီအစသွားတတ်တဲ့ဂိမ်းတွေရှိတယ်တမိုးကြည့်တဲ့ရတနာပစ္စည်းတွေဝင်ရောက်တတ်တဲ့ဂိမ်းတွေမှာပါတယ်ဝင်လဲအမရန်အဝင်တော်တာဖြစ်တဲ့အတွက်တော်တော်လေးအားကောင်းတယ်ပေါ့နော်နိုဝင်ဘာလ17ရက်17ရက်အဲ့ရက်မှာတော့အညံ့တွေရှိတယ်ငွေအပေးယူနေပတ်သက်ပြီးတော့သတိထားကြခြင်းနဲ့အလောက်မှာအတိုက်ခိုက်တွေရှိနေမယ်ပြဿနာလေးတွေကြုံရတတ်တယ် နော်အများနဲ့တယောက်ဖြစ်တာလေးတွေအစုအဖွဲ့တွေနဲ့ပတ်သက်ပြီးပြဿနာဖြစ်တာလေးတွေအားစကြုံရတဲ့အရင်ပေါင်းတွေပါလေလက်ဆောင်ပေးရင်လုံးဝလက်မခံပါနဲ့အဝင်မတော်ဘူးဆိုတာမျိုးတွေအားစဖြစ်တဲ့ဂိမ်းတွေရှိတယ်အစားစားတွေမာပြီးတော့ရုပ်တရက်စီးအောင်စီကံလေးတွေတွားတာကိုယ်တိုင်မတွားရင်တော့တယောက်ကိုစီးအောင်စီကံလိုက်ပို့ရတာအဲ့ရပိုင်းမှာဖြစ်တဲ့ဂိမ်းရှိတဲ့အတွက်သတိထားဖို့နော်အမှုမဖြစ်အောင်နဲ့အမှုဖြစ်ရင်ကြာရှည်ဝါတဲ့ဂိမ်းရှိပါတယ်ဒီကလာမှာကံရရဲ့ထောက်မှုအပြည့်အဝရအောင်မိကိုရအောင်ကြက်သေးအောင်အပြာရအောင်အနီရအောင်အဲ့ဒီအကြောင်းတွေကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင် တစ္ဆပန်းရောင်စုံလီလီပန်းရွက်လာပန်းတပြေပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ဖို့ဝယ်တဲ့ဖရားမှာဖရားပန်းကတ်တာဖြစ်စေနေအဲ့ခါနေမှာအလားပန်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုလို့သုံးဆွဲပေးပါအဲ့တော့ဂျာသပရိသတ်သမီးကျွန်တော်မိတ်ဆွေတွေကြုံရတဲ့အညာတွေกินပြီးကောင်းတဲ့ကံလေးတွေပို့ကောင်းအောင်ရရလေးခြေအောင်မခက်ပါဘူးဗျာဆောင်းရတဲ့ရန်သားတော့တဘာဘာကိုတတိ6မျိုးလေးလောင်းလို့ပြအောင်လောင်းလို့ပြလိုက်ပါကောင်းတဲ့ကံလေးတွေအေကံမုတ်ချပို့ရေးကောင်းသွားပါလိမ့်မယ်အညာလေးတွေပြပြအောင်တော့ညနေဆောင်လေးတစ်ခုမှာ ဘဲပြိုလေးငါးလုံးကိုလမ်းမခွေးလေးကိုပစ်ကြည့်ပြီးတော့အညံ့နေလေးပြအောင်တိုင်တဲ့စုတော်ကြီးအားဖြင့်အညံ့နေလေးအေကံမုတ်ချပြပြောက်သွားပါလိမ့်မယ်။ကြာတာရိသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းပေး